။ဟောနားထောင်နေသူတွေအနေနဲ့နင့်နာမှာဆိုလို့ပြောပြတာ။အဲဒီမှာလိန်နေသူနဲ့လိန်ခံရတဲ့သူသေသေးချာချာလေးစဉ်းစားတော့အဲ့ဒါလိန်ခံရတဲ့လူကပို့ပြီးတော့အပြစ်ကြီးတယ်။ပို့ပြီးတော့အပြစ်ကြီးတယ်ဟုတ်လား။အာအလဲခံနေတယ်ပြောလဲခံနေတယ်ဘာဖြစ်လို့အပြစ်ကြီးတာလဲဆိုတော့အဲ့ဒီမှာကြည့်လေသူ့မှာနှစ်ချက်နှစ်ချက်အပြစ်လဲတင်ခံနေတယ် ဆုံးလဲဆုံးဆုံးနေတယ်ဆိုတော့နှစ်ချက်ဖြစ်နေပြီသူကအဲ့တော့ပြီးတော့နှစ်ချက်မကဘူးသုံးချက်ထည့်ပြောမယ်ဆိုရင်ဟိုဘက်ကလိန်နေသူကဘာသူကအာဘိယမြောက်လောက်တာလေဟိုဘက်ကဟာမတရားတာကြီးမဟုတ်တာကြီးမမှန်တာကြီးရဲ့ကြီးထွားတာပေါ့နော်ဒီတော့သူကပို့ပြီးတော့အပြစ်ကြီးတာပို့ပြီးတော့အပြစ်ကြီးတာနော်လိန်နေသူကတော့လိန်နေပြစ်ကမလုပ်ပါဘူးသူလည်းပဲမလုပ်ဘူးလုပ်ဘူးမလုပ်ဘူးတာ နော်ဒီလိမ်လည်မှုအကြောင်းဦးဇင်းတို့ပြောကြည့်တယ်ဘဝဆိုတာကကဝဏ္ဏရေးဆိုတာဘာမှခဲရင်တာမဟုတ်ဘူးနော်ခွေးကြောင်ကျင်းတဲ့တောင်ကားစရာတောက်စရာတွေရှိတယ်အဲ့တော့သောဏီကြီးကဘာမှခက်ခဲတာမဟုတ်ကိုဘသားကိုအလဲစားပြီးတော့ဒါတွေကိုမဲ့မောနေကြတယ်။အဲ့တော့ဒီသောဏီနဲ့ပတ်သက်ပြီးတော့လိမ့်လေတဲ့သားတိမ်လေစားစရာတောက်စရာနေစရာတွေကကုန်သွားမှာအဲ့ဒီလိမ့်လေမှုကြီးကဘယ်တော့မှမကုန်ဘူး။နော်ဒီကြောင်ခဏခဏပြောဦးတယ် မလိမ့်နဲ့ဆိုတာလိမ့်ရင်အဲ့ဒါလိမ့်တာမကုန်ဘူး။ဘာဖြစ်လဲဆိုတော့ဒါဆွဲသွားပြီးအကျင့်ဖြစ်သွား၊ကျင့်ပါသွား၊ဘဝတန္တရာဘဝတန္တရာဒီကနေ့ရလဲဒါအပေါ်မှာပဲဘာဖြစ်လို့လဲဆိုတော့သိကဒါပဲဒါပဲအာယုံရောက်နေတဲ့ဥစ္စာနော်လိမ့်လေပြီးတော့စားလာတဲ့ပုံကိုယ်တွေအဲ့ဒီလိမ့်နဲ့ဒါပဲဒီလိမ့်နိုင်ကြီးကကုန်မမကုန်မပြောက်ဘူးလေတစ်ဖက်ကမသိရင်သာရှိမယ်ကိုယ့်ဘာသာကိုယ်ကသိနေတယ်ဥစ္စာကိုယ့်ဘာသာကိုယ်သိနေရင် ဘုမသာကိုပဲအဲ့ဒါဒုက္ခရောက်နေတာအဲနောက်ဆုံးဘဝနိဂုတ်ထုတ်ကဏီကြတော့ဒီအာယုံဟာမပေါ်မရှိအာစိတ်နကံခေါ်တယ်သူကအာစိတ်နကံဆိုတာအလေးအကျင့်များသွားရင်ဒီဟာပဲပေါ်တော့တာအဲဒီလူတွေကြည့်ပါလားတကားပြောအဆဲလေးနဲ့ပြောတဲ့လူကဘာပြောပြောအဆဲလေးပါလိုက်သေးတယ်နော်တချို့သောတာသမားလည်းပဲစကားပြောရင်ကျမ်းကိုကျမ်းနေတာသူအကျင့်ပါနေတယ် လောဘသမားလည်းဘာတွေ့တွေ့လူချင်းတာပဲအတန်လေးကြားတာနဲ့မမြင်ရသေးဘူးအတန်ကြားတာနဲ့တော့လူချင်းကြတာအများကြီးရှိတယ်ဒါတွေဒါပါလဲပါပါလဲဆိုတော့ခုနပြောတဲ့စိတ်ထဲမှာသူကဝင်သွားတာကြာနော်စိတ်ထဲမှာဝင်လာတာဥပါဒံလိုလဲတုံ့ပြန်ရတယ်။ဒါကြောင့်မလို့လိန်တဲ့ပုဂ္ဂိုလ်ဟာသူလိန်တနေ့လိန်နှစ်နေ့လိန်သုံးနေ့လိန်လိန်လိန်ရင်းနဲ့အဲ့ဒီမှာသူစိတ်ထဲမှာဒါရောက်သွား အဲ့ဒီတော့ဒီဒီပြောဒီနေ့ပြောတာနဲ့အရှိရပြောတာတွေနဲ့ဆက်ဆက်ပြီးယူပေါ့အညံ့စားဖို့ကတော့မနေကြပါနဲ့ညံ့နေအသင့်အသင့်ကနေအတော်အတော်ကနေအကောင်ပြောင်းမှာတပြောင်းနဲ့တော့အဲ့တော့အဲ့လိုသွားတဲ့အခါမှာချိန်ညှိဖို့တော့လိုတယ်နော်ချိန်ထားတတ်ဖို့တော့လိုတယ်ချိန်ညှိနိုင်မှတပြောင်းနဲ့ကြတာမချိန်နိုင်ဘူးငါတကောကောလို့ကတော့မေတော့မှပြောင်းပြောင်းမှတ်မှတ်မှန်မှန်တန်တန်မဖြစ်ပါဘူး နော်မဖြစ်ပါဘူးသာမမံကံမှုမဖြစ်ဘူးသာမမံကံမှုမဖြစ်ရင်လည်းဘာတရားမှမဟုတ်ဘူးအဲ့ဒါတရားမှန်သမျှအဖြောင့်အမှန်နေကြီးပဲအဲတော့ဒီတို့ဒီအတိညာတိုးဖို့ တကယ်ကတော့ဒီလိုတိတိနော်ဒီအတိညာတို့ဘုရားပရိသတ်သုံးဘဝဒေသနာတော်ရပြောရင်ဒါအဝိဇ္ဇာပျောက်တယ်ခေါ်တာပေါ့အဝိဇ္ဇာပျောက်တာပေါ့ဒါပဲဘုရားလည်းရေရေပဲတရတာပဲမတိလို့မတိလို့ဒါဒုက္ခရောက်ကြတာအဲ့တော့တည်ရင်ဒုက္ခကလွတ်တယ်ဆိုတော့တီးဖို့အတွက်ပဲဘုရားကအဲကြီးကျယ်ဥဒ္ဒပေးတာ ဲ့တော့ဒီဘိုးမှာစိတ်ကငြိမ်ပြီးတော့တစ်ဖြောက်နဲ့ဖြစ်တော့မှเนาะစိတ်ကငြိမ်ပြီးတော့စိတ်ကိုချိန်ဆပြီးညှိနှိုင်းပြီးတော့တစ်ဖြောက်နဲ့ဖြစ်တော့မှဒီတော့အတိညာနဲ့တန်းဝင်လာတာအဲစိတ်ကရောက်ရက်ခတ်နေမရဘူးเนาะဟိုဘက်ရမ်းလိုက်ဒီဘက်ရမ်းလိုက်နာယီချိန်ပြီးလို့ဆိုမရဘူးเนาะနာယီချိန်ပြီးရဟိုဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်เนี่ยအဲ့လိုအဲ့လိုမရဘူးကြရော့ ဒီနေ့ပြောတဲ့အထက်မှာဗာလေးတခုထပ်ပြောခြင်းလဲဆိုတော့အဲလူတွေမှာ limit တွေရှိကြတယ်အချိန်တွေပေါ့နော်အချိန်တွေအဲဒီမှာအချိန်တွေမှာအချိန်တရများတိုင်းမကောင်းပါဘူးရှင်နာပြောခဲ့တဲ့ဒီ56မြတ်မှာတည်သွားတဲ့လင်ကွန်းနဲ့ဟစ်တလာလင်ကွန်းကတော့ထားပေါ့ သူကသူအောင်မြင်သွားပြီအောင်မြင်သွားပြီးဒီနောက်မှာသူသူပုံမှန်နေထားလေးနဲ့ပဲသူကဒီလိုနဲ့သူကနေသွားတယ်ပေါ့ဟစ်တလာကျတော့အဲ့လိုမဟုတ်ဘူးဟစ်တလာကအင်မတန်မှကြီးကျယ်နေတာသူကနော်သူကအချိန်ကတိတ်ကောင်းနေတာအမြင့်ကြီးရောက်နေပြီသူကအဲ့အမြင့်ကြီးရောက်နေတာကိုသူကမထိန်မှုသူကနော်သူ့ရှိရင်သူမထိန်မှု ấy rồi du xây mà thấy này nè khá giả rồi lúc bố bà đi rồi này về đi công sốt đó là có nó ở đây em đang Yết chi đó nó đã đấy xây mà thấy này cũng có bởi vì là đi ăn, lúc mới có đấy, giá tiền này thì đó cho là vì nó mà hầu đi xây cũng mà thấy này đó tôi về bà bà nhìn yêu nó hết là bà bà nhìn yêu nó thì đó nên nó nó không hầu như đi nhà mà phan thấy này lưu xin nhé ခင်ပြေသွားမှာမထိန်ဘူးထိန်ရကောင်းမှလည်းမသိဘူးနော်မသိဘူးမသိဘူးကအဲ့ဒီမသိဘူးကြောင့်ဖြစ်တာဆရာဒီတိုင်းပဲကိုဖတာကိုလည်းပဲဝေဖန်ကြည့်ကိုချိန်ညာတက်မယ်ဒေါသတက်ခြင်းတက်မယ်လောဘတက်ခြင်းတက်မယ်နော်တုံးအားမှုကတက်ခြင်းတက်မယ်အဲ့ဒီအချိန်ညာမြင့်တက်နေနေတက်နေထိန်ရတယ်ဆရာထိန်နိုင်ဩတော့ဘာတွေများနေတာလားကံ့ညှိမှုများနေတာလား တဏှာကြုံဖြစ်နေတာလားထိတ်အချိန်လေးကိုထိန်ထိန်ပြီးရှော့ချဆော့ချနောက်ဆုတ်ထုတ်ရင်လည်းဥပဒတူရပ်တန့်သွားလေနော်အဲ့ဒီတစ်ချက်ကလည်းအမတန်လို့တယ်ကြုံကနေတော့ရပ်နိုင်ချင်မှရပ်နိုင်မှာအချိန်ထိန်ရတယ်ပြောပြောင်းနေတဲ့အခြေအနေကိုကြည့်ပြီးတော့အချိန်ကိုထိန်ရမထိန်လို့မရဘူးကားကအချိန်မြင့်မောင်းလို့ရှိရင်အန္တရာယ်အင်မတန်ကြီးတယ် နမူနာပုံလေးတွေနဲ့ပြထားတယ်။ဘူးမှာ30လောက်နဲ့တိုက်မယ်ဆိုရင်ဓာတ်တိုင်လေးတော့ခြိုက်သွားမယ်။ဒါဘုန်းနဲ့ဘုံလေးလည်းပိန်သွားမယ်ပေါ့။50လောက်နဲ့တိုက်မယ်ဆိုရင်ဓာတ်တိုင်လည်းကျိုး။ဒါလည်းပဲဘယ်လောက်ထိထိခိုက်သွားမယ်ဆိုတာ။ဒါ100လောက်120လောက်ဆိုရင်အဲ့ဒီမှာသူတို့ပြထားတာတွေ့တယ်။အရှိန်ရှိန်အရှိန်အကြောင်းပြောတာ။အရှိန်ကနော်အရှိန် mi này này mà có mà được, mà có còn được, đâu mà nó của anh em giống nhau nỉ số chài số chài để xin người ta thấy nha ai rồi xin thấy này mà đất đạt đất đất đạt thế nó chăm mày ya đồ là con nó gì, uy sĩ vay sao chỉ đi về mồi mày ai có lúc mà đâu này nè tôi có đi về cái bài နော်ကိုအားရှိသလောက်တော့မလုပ်ကြပါနဲ့ဆိုတာအဲဒါတော့အားရှိသလောက်သွားရင်အားကုန်သွားတယ်တဲ့ဒီကိစ္စရံမပြေနိုင်တော့အဲတော့အားလေးတွေချွေတာပြီးတော့လျှော့ပြီးတော့သွားရင်နော်မာတရားရှိရင်50လောက်နဲ့သွားရင်တက်တာတယ်တက်တာတယ်ဖုန်းဖုန်းနေမှာဘယ်ဒီဘက်ထရီအားသုံးသလိုပဲအကုန်လုံးသုံးနိုင်ပြန်ဖြည့်ရရင်သတိကောက်ဖြစ်ပေါ့ဂျာပါများရင်အဲ့ဒီဘက်ထရီအားလုံးမလုံးနိုင်တော့အားကုန်သုံးတဲ့အတွက် đã xây nhiên không tu nè phải ai cũng mà tu mà cho vì là tu mà cho vì tu mà nhà mình sau này nè, anh nhà thái mà sau này cho vì đó sau đó nhà ai toàn này nè, mà toàn nè đâu có lâu về nó sau này tao này nhìn này thấy này cô luôn mà đâu có lâu về được cái lì đi đồ hồ miêu vì đây à cho 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 ai đi đồ phi đồ này à အဲ့တော့အချိန်လေးတွေလျှော့ပြီးနေကြဟိုးရဲအောင်စင်းတို့ပြပြဦးရဲဒါနမူနာယူအောင်ပြောတာပါတော့တော်ကြာကိုငချင်းကိုချင်းသူများမကောင်းကိုကောင်းကြောင်းအဲ့ဒီလိုပဲတချို့ကအထင်မှားတတ်ကြတယ်အထင်မှားတတ်ကြအဲ့လိုသိမျိုးမဟုတ်ဘူးကျွန်တော်ကဘာပြောလဲဆိုတော့ဦးစင်းတို့နေတဆင့်နေပြီးနေတာ မြင့်ပြီးနေရင်ပြဿနာရှိတယ်ဆိုတာမြင့်ပြီးနေတော့ဘာဖြစ်လဲဆိုတော့ကိုယ်ကိုယ်တိုင်လည်းပြဿနာဖြစ်တယ်လူများလည်းပြဿနာဖြစ်နော်ကိုယ်ကိုယ်တိုင်လည်းပြဿနာဖြစ်တယ်လူများလည်းပြဿနာဖြစ်တယ်ဆက်စင်းနေပြီးနေလိုက်တော့တက်တာတော့ဘောဘာမှမထူးဘူးလေအဲဒူဒူကိုကိုတာအတူတူပဲလေကိုကမြင့်ပြီးနေတဲ့ခါကျတော့တစ်ခွက်ကလူကဝမ်းနာတဲ့လူရဲ့ရှိတယ်မကျေနပ်တဲ့လူလည်းရှိတယ်အဲဒီတော့ဘယ်ဟာမှမကောင်းဘူး နော်အထင်ကြီးတဲ့လူလည်းရှိတယ်အဲ့ဒါအထင်သေးတဲ့လူလည်းရှိတယ်အပြစ်မာတဲ့လူလည်းရှိတယ်တော်ကားတဲ့လူလည်းရှိတယ်အဲ့ဒါမကောင်းဘူးသူကအဲ့ဒီတော့ကိုကကိုရှော့ရှော့ပေါပေါလေးနေလိုက်တော့ရှော့ရှော့ပေါပေါနေလိုက်တော့အချင်းလေးနှိပ်ပြီးနေလိုက်တဲ့ခါကျတော့တက်တာတော့အော်သူကလည်းစိတ်သက်သာကိုသက်သာဖြစ်တာကိုလည်းသက်သာတယ် ဘလိုပဲဖြစ်ဖြစ်အဲ့ဒီလိုလေးနေထိုင်ကြတာဘုရားတရားတော်ထဲမှာပါပါတယ်ဆိုတာဒီတရားထက်သာရင်ပီလာကံထဲမှာလည်းထည့်ထားတယ်နော်ရှစ်ပါးတိလာထဲမှာလည်းတွေ့လိမ့်မယ်ဥစ္စာတရားနာမဟာတရားနာညင့်သောနေရာမြတ်သောနေရာတို့နေထိုင်ရင်းမှရှောင်ကျင်ပါတယ်ဆိုတာမနေရဘူးလားသူနေလို့ရတာပေါ့နေရင်ပါထူးလဲဆိုတော့ လောကအနေနဲ့တော့ဒူးတာပေါ့နော်လောကအနေနဲ့တော့ဒူးတာပေါ့တရားအနေနဲ့ကတော့အဲ့ဒါကမလုံတဲ့နေတဲ့မှာပါတယ်ဆဲဟာပါတယ်။ဘာဖြစ်လဲဆိုအဲ့လိုနေတဲ့အခါမှာတစ်ဖက်သားကိုချိုးနေရရောက်ပြီးနေရရောက်။ဟိုအစင်းမင်းမင်းနေတော့တစ်ဖက်သားဟိုမရှိတဲ့သူဆိုရင်တိမ်ငယ်တာပေါ့။ဟောကွာတော့သူ့တိမ်ငယ်အောင်လို့လုပ်တယ်တော့ပဲဟုတ်မယ်။သို့တော့အဲ့ဒီလို ဖြစ်ရတရားဖြစ်တတ်ကြနော်ဖြစ်တတ်ကြတပကစိတ်ထားတတ်တယ်စိတ်ကပြူပြူစမ်းစမ်းရှင်းရှင်းဆိုမမရောက်ကိစ္စမရှိဘူးအငဲတတ်တဲ့သူမျိုးနဲ့တွေ့ဘုရားသူမျိုးကသွားနှိပ်ဆက်တယ်လို့ဖြစ်တာနော်အကြောင်းမလို့အချင်းကမြင့်အမြင့်ကြီးအရှိအမြင့်ကြီးနဲ့ နော်ကားကိုလည်းအချိန်ငိမ့်နဲ့မောင်းတယ်လို့ဖို့ဘဝကိုလည်းအချိန်ငိမ့်နဲ့အဲ့လိုအဲ့ဒီလိုမပြုတ်မှုမပြုတ်မှုဖြင့်ဟိုကြွာတာတို့ဟွာတာတို့ပေါ့ဥစ္စာတေနာမဟာတေနာညင်တော်နေရာမြတ်တော်နေရာတို့နေတိုင်းရင်မှာဝိရမဏိဒိဋ္ဌာပံရှောင်ကျင်ခြင်းကိုကုမာရိယာမိကောင်းသောသောက်တိပါဤဆိုပြီးတော့ဒါကအရှင်မြင့်ပုဂ္ဂိုလ်ရဲ့အဘောထား နော်အနာဂံပုဂ္ဂိုလ်တွေကအနာဂံအဆင့်အောက်ပုဂ္ဂိုလ်တွေကအဲ့ဒါတွေမတုံးကြတော့မတုံးကြတော့ဘူးဆိုတာကအတိအကျဥစဉ်တို့ဒီလိုပြောတာမဟုတ်ဘူးနော်သူတို့မှာသူတို့ရဲ့သဘောထားနဲ့သူတို့မတုံးကြဘူးဘုရားနဲ့ တန်ကားတွေပေါ့ပြင်းပြင်းနန်းတော်အပ်ပင်နဲ့ကောင်းကောင်းမွန်မွန်နေရာထိုင်ရင်းနေပေးတယ်သုံးပါတယ်သူတို့သဘောနဲ့သူတို့သုံးတာမဟုတ်ဘူးဒါနော်သူတို့သဘောနဲ့သူတို့သုံးတာမဟုတ်ဘူးဒီလိုတော့ဒီလိုအဲဆင်းမြင့်အချိန်မြင့်ဒီဒီစကားပြောတာပဲအစနော် စွာစကားတွေဒီလိုပြောရင်သူများကိုဖိနှိပ်ရရောက်တဲ့သဘောပေါ့ကိုကတော့ဖိနှိပ်တာမဟုတ်ဘူးပေါ့လေဖိနှိပ်တာမဟုတ်ပေမဲ့အဲ့ဒီလိုဖြစ်တတ်ကြပါအဲကြောင့်မလို့လူလောကမှာဓာနုရေလူတွေကြတော့ပြတင်တာပြကြပေါ့ဓာနုရေလူမဟုတ်တဲ့လူကြတော့လည်းမပြတာကောင်းပါနော်အဲ့လိုလေးမပြကြပါနဲ့အချိန်နေမမြင်ကြဘူးအချိန်နေမမြင်တဲ့ခါကျတော့တက်တာတက်တာ ယောဂဝေဒနာဖြစ်တဲ့လူတွေဦးဇင်းတို့ကသူတို့စိတ်သက်သာရရအောင်เนาะအမြဲတမ်းသူတို့အဆင်ပြေအောင်ပြောပြရတဲ့အခါတွေရှိတယ်ပြောပြရတဲ့အခါရှိတယ်အဲ့ဒီမှာယောဂဖြစ်နေတဲ့လူနဲ့လူကောင်းကတော်တော်ကွာတာယောဂဖြစ်တဲ့လူကအားငယ်တယ်ပြောเนาะ ဘောင်းကြီးကတော့ဘာမှမထူးဘောသူကသာဒီနေနေနေမြန်နေမြန်စာမြင်သွားမြဲဆိုတော့လေတော့ကဖြစ်တဲ့လူကတော့ချွတ်တဲ့နေတဲ့ခါကျတော့အားငယ်တာပဲအားငယ်တော့အဲ့ဒီနေရာဒီမှာစကားပြောရင်အင်္ဂရန်သတိထားတော့သတိထားပြီးပြောရတယ်ဘာဖြစ်လို့လဲဆိုတော့စိတ်အားငယ်နေတဲ့အခါမှာထပ်ပြီးတော့စိတ်ဆင်းရဲတာတို့တိတ်ညစ်တာတို့ဖြစ်သွားမှာ ဒါလည်းနမူနာဝတ်လေးဦးဇင်းတို့ပြောပြဘူးတာဘယ်လိုပြောလဲဆိုရင်ဒီလိုယောဂဖြစ်တဲ့စရာကလူတိုင်းဖြစ်တာလေသူသူကိုယ်ကိုဖြစ်တာအဲ့ဒီလိုတန်းညိပြီးပဲပြောရတန်းညိပြီးပဲပြောရအဲ့ဒါကိုယ်လုံးကဖြစ်နေကြတာနော်ဖြစ်နေကြတာယောဂဝေနာလူတိုင်းဖြစ်နေကြတာ အဲ့တော့ယောဂဖြစ်တဲ့လူနဲ့တွေ့ရင်အေးအတူတူပဲမင်းဖြစ်သလိုငါလည်းဖြစ်တာပဲနော်အဲ့ဒါဆိုရင်ဘုရုခမညာစိတ်တတရာရဟုတ်ပါတော့တကယ်လည်းပဲဖြစ်တဲ့အကြောင်းလိန်ပြောတာလည်းမဟုတ်ဘူးနော်ဖြစ်ကြတာအ í ပါအနေနဲ့များတော့ဖြစ်ကြတာဒါကြောင့်မလို့အဲ့ဒီလိုချိန်နေခါမျိုးမှာနော်ကိုကကြွားကြွားရွာရွာအဲ့ဒီလိုမလောက်ကြဘူး မလုပ်ဖ ೇನೆ ကိုလည်းပဲသူတို့ပဲတသက်ပေါ်တယ်ပဲဆိုတဲ့ပုံစံမျိုးနဲ့နော်အရာရာမှာအဲ့ဒီတိုင်းသွားရင်ဒါအင်မတန်ကောင်းပါမင်္ဂလာတရားထဲမှာလည်းပဲဒီကိစ္စထည့်သူကဘုရားကမင်္ဂလာတရား38ပါးထဲမှာအရောဇာနိဝါဒောသာ ဘာရောသရာယူတည်တာနိဝါဒတနှိမ်ချတာနှိမ်ချတာအတလွကြီးနော်သွားဖားတာမဟုတ်ဘူးဉာဏ်ချိုသေးတာလည်းမဟုတ်ဘူးကိုယ်ပါဝါချွတ်ချလိုက်တာဘာပြဿနာမှမရှိဘူးကိုယ်ပါဝါကမသုံးတာဘာပြဿနာမှမရှိဘူးနော်မသုံးတော့တစ်ဖက်လူမှာတက်တာတော့သူ့မှာပါဝါရှိနေရင်တော့သိက္ခာမြင်ပါဝါမရှိရင်ပြိနေရရောက်ပြိနေရရောက်ညောင်းနှိမ့်ရရောက်ပါ နေရာရောက်အဲ့တော့နေတဲ့အခါကျတော့အထင်သေးတဲ့သဘောအထင်ကြီးတဲ့သဘောတွေဖြစ်လာတကယ်ကလည်းကိုယ်အထင်ကြီးပြီးတော့သူကမှစိတ်အဖြစ်ရှိမှုခံရတယ်။နော်ကိုယ်ကလည်းကိုယ့်ကိုယ်ထင်ကြီးပြီးတော့သူတို့ကစိတ်ထဲကနှိမ့်နေတယ်။အဲအဲ့တော့အနာကျက်တွေကမကောင်းတော့ အဲ့တော့ဒါမှမဲ့အဲ့တော့ဒီဒီကိုကိုကိုဘကပဲပါပါပဲဒီဒီမြင့်နေလဲပြန်လျှော့ချလိုက်လျှော့ချလိုက်ပြီးတော့ဒီကဂါရောသနိဝါဒောသနိဝါဒဆိုတာကိုတန်းလေးကိုလျှော့လိုက်တာပေါ့လျှော့ပြီးတော့နေလိုက်တော့လဲတစ်ဖက်နဲ့ညီတော့အဆင်ပြေတာပေါ့ဒါကိုချိန်ညှိတယ်လို့ခေါ်တယ်သူကညီအောင်ညှိတာ